မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လလတရက်နေ့ရက်မွန်တက်12နိုင်ချင်းထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မူမူပါရှင်။ရွေးကောက်ပွဲဝင်လို့တဲ့စစ်ဘက်နဲ့အရက်ဘက်အရာရှိများစီးရင်မင်းအောင်လိုင်ကတောင်းခံကြပြီးတန်ဖို့ပါတီနဲ့ချိတ်ဆက်ရမယ်လို့ဆိုပါတယ်။စစ်ကောင်စီကကျင်းပမယ်အတူရောင်ရွေးကောက်ပွဲတို့ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီများမှာလူလူထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေလို့ NUG ကပြောပါတယ်။စစ်ကောင်စီထံကိုနိုင်ငံသားငွေမှတ်သွင်းတဲ့ ပို့ကုန်သွင်းကုန်ကုမ္ပဏီ198ခုနဲ့ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တွေကိုဗဟိုဘဏ်ကညီပြက်စီရင်ကြေညာလိုက်ပါတယ်။ညောင်နှုံးမှာစစ်တပ်လက်အောက်ခံပြည်သူစစ်ခေါ်ပြူစောထီးများကအကြောင်းမဲ့အရက်သားပြည်သူကိုအောင်လွင်ကိုဓာတ်နဲ့ဝိုင်းခုတ်ပြီးတော့ရိုက်နှက်ခဲ့ပါတယ်။စစ်တပ်နဲ့ရဲကလည်းဓာတ်ခုတ်ရိုက်နှက်သူတွေကိုအေးမယူဘူးလို့သိရပါတယ်။စစ်တပ်ကအင်အားအစမတန်အုံပြု၍ မိုးပြဲမြို့အတွင်ကိုထိုးပေါက်ဝင်ရောက်လာ၍မြို့တွင်မှရှိတဲ့အဓိကမိန်လမကြီးတွေကိုပြည်သူများလုံးဝအတုံးမပြုတ်ရန်ရှမ်းတောင်ကရီနီတပ်ပေါင်းစုကတတိပေးထားပါရရှင်။ဒီသတင်းနဲ့အတူဒီကနေ့မွန်းတဲ့7နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အကြဖတ်စစ်ကောင်စီကမကြာမီကျင်းပရန်ရှိနေတဲ့ရွေးကောက်ပွဲမှာ ပါဝင်ရှင်ပြရန်ဆန္ဒပြုလိုတဲ့စစ်ပတ်နဲ့အရက်ပတ်အရာရှိများစရင်ကိုစစ်ရှင်ကောင်စီကောင်းဆောင်မင်းအောင်လိုင်ကတောင်းခံထားပြီးတော့ရွေးကောက်ပွဲဝင်ရန်ဆန္ဒပြုသူများလက်ရှိယာရုတာဝန်များမှာအနားယူရမည်ဖြစ်ကရွေးကောက်ပွဲအတွက်ကျန်းဖို့ပါတီနဲ့ချိတ်ဆက်လောက်ကန်ရမည်ဖြစ်ကြောင်းနေပြည်တော်စစ်ပတ်တရင်ရင်မြစ်ကပြောပါတယ်။ယခုနှစ်မေလအတွင်းစစ်ရှင်ကောင်စီကောင်းဆောင်မင်းအောင်လိုင်ကယခုနှစ်ကုန်ပိုင်းကျင်းပရန်စီစဉ်နေတဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်ရှင်ပြန်ရန်ဆန္ဒပြုလိုတဲ့စစ်ဘက်နဲ့အရပ်ဘက်အရာရှိကြီးများစည်ရင်ကိုတောင်းခံနေခြင်းဖြစ်ပြီးတော့စစ်တပ်မှတောင်းဝင်ထမ်းဆောင်နေစေဗိုလ်ချုပ်ကြီးများဒုတိယဗိုလ်ချုပ်ကြီးများအရန်အင်အားစည်ရင်များပါဝင်နေတဲ့ဗိုလ်ချုပ်တွေကိုရွေးကောက်ပွဲဝင်ရန်ဆန္ဒပြုလိုခြင်းရှိမရှိသဘောထားဆန္ဒရယူစည်ရင်ပြုစုတင်ပြခိုင်ကြောင်းလည်းသိရပါဗျ။ဒါပြင်အရပ်ဘက်အတွင်မှာလက်ရှိတောင်းဝင်ထမ်းဆောင်နေစေဝင်ကြီးများ ဒုဝင်ကြီးများနဲ့အကြံပေးပုဂ္ဂိုလ်များအနေနဲ့လည်းရွေးကောက်ပွဲမှာပါဝင်ရန်ဆန္ဒပြုလိုခြင်းရှိမရှိသဘောထားဆန္ဒရယူစည်ရင်းပြုစုတင်ပြခိုင်းကြောင်းသိရပါတယ်။ရွေးကောက်ပွဲများပါဝင်ဖို့ဆန္ဒရှိရင်မိမိကိုယ်တိုင်ဆန္ဒပြုလို့ရပါတယ်။တမရော်ဗိုလ်ချုပ်ကြီးတွေအပြင်အယံအင်အားစည်ရင်းဝင်ဗိုလ်ချုပ်တွေအထိသဘောထားဆန္ဒစည်ရင်းတောင်းထားတယ်လို့သိရတယ်။အရက်ဘက်မှာလည်းလက်ရှိဝင်ကြီးတွေဒုဝင်ကြီးတွေနဲ့အကြံပေးပုဂ္ဂိုလ်တွေလည်းရွေးကောက်ပွဲအတွက်ပါဝင်ရင် ဆန္ဒပြုလို့ရတယ်ဆိုပြီးတော့သဘောထားဆန္ဒတောင်းပါတယ်လို့နေပြည်တော်စစ်ဘက်တရင်ရဲမြစ်ကပြောပါတယ်။ရွေးကောက်ပွဲမှာပါဝင်ရန်ဆန္ဒပြုလို့တဲ့စစ်ဘက်နဲ့အရက်ဘက်အရာရှိကြီးများကကြက်ဖို့ပါတီနဲ့ချိတ်ဆက်ရမှာဖြစ်ပြီးတော့ပါတီဗဟိုအလုံအမှုဆောင်အဖွဲ့ကချပေးထားတဲ့နေရာမဲဆန္ဒနယ်နဲ့ပါတီကပေးအပ်ထားတဲ့တာဝန်တွေကိုထမ်းဆောင်ရမှာဖြစ်ကြောင်းလက်ရှိမှာတာဝန်ယူထားတဲ့စစ်ဘက်နဲ့အရက်ဘက်ယာရုများမှာရွေးကောက်ပွဲမှတ်တိုင်ပြီးလအနေနဲ့အလိုကလေးကအနိုင်ယူရမှာဖြစ်ကြောင်းသိရပါတယ်။ မင်းအောင်လိုင်က2022ခုနှစ်အောက်တိုဘာလအတွင်းမှာဦးသိန်းစိန်ခန့်အပ်ခဲ့တဲ့ကြံဖို့ပါတီဥက္ကဋ္ဌတန်းချေကိုဥက္ကဋ္ဌရာဒူးတာဝင်မှနှုတ်ထဆေးရန်ဖိအားပေးခဲ့ပြီးတော့သူ့ရဲ့လူယုံခင်ကြီးကိုဝင်းကြီးတာဝင်မှ အနာပေးကကြံဖို့ပါတီဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့ပါတယ်။ဒါပြင်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာကြံဖို့ပါတီဒုတိယဥက္ကဋ္ဌတစ်အဖြစ်ဒူဘိုချုပ်ကြီးဇော်မျိုးသိန်းကို၎င်း ကျန်ဖို့ပါတီအတွင်းရေးမှုအဖြစ်ဗိုလ်ချုပ်တောင်းအေးကို၎င်းမင်းအောင်လိုင်ကခန့်အပ်စီခဲ့ပါတယ်။ဒါပြင်ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးကိုလည်းကျန်ဖို့ပါတီရဲ့ဗဟိုအလုံအမှုဆောင်နဲ့နိုင်ငံတကာရေးရာကော်မတီတာဝန်ခံအဖြစ်အသွင်ပြောင်းပြီးတော့စစ်ပတ်ရာထူးတာဝန်မှကျန်ဖို့ပါတီကိုပြောင်းရွှေ့စေခဲ့ပါတယ်။လက်ရှိမှာတံဖို့ပါတီရဲ့ဗဟိုအလုံအမှုဆောင်ကော်မတီမှာမင်းအောင်လှိုင်ရဲ့လူယုံများထိပ်ပိုင်းယာရုကြီးတွေကိုတင်ပိုက်ထားပါတယ်။ မင်းအောင်လိုင်ကလာမယ့်ဒီဇင်ဘာလမှာ2026ခုနှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုလေးပတ်ကြာပြုလုပ်မှာဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုထားပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်စစ်ကောင်စီကကျင်းပရန်ပြင်ဆင်နေတဲ့အတုယောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ပါတီများမှာလူလူထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလကပြောပါရတယ်။ ယနေ့ထုတ်ပြန်ချက်ကပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်73မြင်းဆောင်2022မှာအခုလိုပြောဆိုလာတာဖြစ်ပါတယ်အကြမ်းဖက်စစ်ကောင်စီကလူမှုဆန္ဒနဲ့စွန့်ကျင်ပြီးတော့တရားမဝင်အတုယောင်ရွေးကောက်ပွဲတစ်ခုကိုကျင်းပပြုလုပ်ရန်ဆိုင်းပြင်းနေကြောင်းစစ်ကောင်စီကပြုလုပ်ရန်စ조사နေတဲ့တရားမဝင်အတုယောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ရန်မှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီအရေးအတွက်က2020ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအားလုံးပေါင်းလင်တော်မှာ ပြောင်စုလွတ်တော်ဆေးရခိုင်နှုံးပြည်အောင်အနိုင်မရရှိခဲ့ကြတဲ့လူလူထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီဖြစ်ကြောင်းသူကဆိုပါတယ်။အကြမ်းဖက်စစ်အုပ်စုပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်အတုရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ဆိုပြီးတော့မှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီတွေဟာ2020ရွေးကောက်ပွဲမှာပါတီဝင်အားလုံးပေါင်းရင်တောင်မှ ပြောင်စုလွတ်တော်နေရာဆေးရခိုင်နှုံးပြည်အောင်အနိုင်မရခဲ့ကြတဲ့လူလူထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေဖြစ်ပါတယ်။ လူလူထောက်ခံမှုရှိတဲ့နိုင်ငံရေးပါတီတွေကိုနီလန်းပေါင်းစုံနဲ့ဖိနှိပ်ထားပြီးတော့လူလူထောက်ခံမှုမရှိတဲ့ပါတီတွေနဲ့ဟန်ပြပြုလုပ်ဖို့စ조사နေတဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ယက်တီချက်နဲ့သဘောထားတွေကိုထက်လောင်းပြောကြားလိုပါတယ်ပြည်သူအာဏာကိုမတရားသိမ်းယူဖို့စ조사နေတဲ့တရားမဝင်စစ်အုပ်စုဟာရွေးကောက်ပွဲကျင်းပပိုင်ခွင့်အခွင့်အာဏာမရှိပါ။2020ရွေးကောက်ပွဲရလဟာနိုင်ငံရေးအရာတရားဝင်မှု ရှိနေဆဲဖြစ်ပြီးတော့အဲ့ဒီရွေးကောက်ပွဲရလက်ပေါ်ပေါက်လာတဲ့ဥပဒေရေးမှန်တိုင်းအုတ်ချုပ်ရေးမှန်တိုင်းတွေဟာအခိုင်အမာတည်ရှိနေပါတယ်ပြည်သူလူထုရဲ့သဘောဆန္ဒနဲ့စန့်ကျင်ပြီးတော့တရားမဝင်အတူရောက်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်ခြင်းအပြင်ပြည်သူအချုပ်အခြာအာဏာကိုမတရားရယူရန်စူးစမ်းခြင်းဖြစ်တယ်လို့ဥနေဖုံလကပြောဆိုပါတယ် လက်ရှိမှာပြောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖြတ်ကြောင်း2021ခုနှစ်မတ်လ30ရက်နေ့မှာကြေညာခဲ့ပြီးဖြစ်ကြောင်းဒါကြောင့်ပယ်ဖြတ်ထားတဲ့အခြေခံဥပဒေအတိုင်းလှုပ်ဆောင်လျက်ရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့လှုပ်ရမှန်သမျှကတရားဝင်မှုမရှိဘူးလို့ဥပဒေနဲ့လှုပ်ရဖြစ်ကြောင်းသူကဆိုပါတယ် ဆရာနာရှင်ကိုစန့်ကျင်တော်လာနေတဲ့တော်လိုင်းရင်အင်အားစုတွေအနေနဲ့ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ Federal Democracy ပြည်ညင်နဲ့နိုင်ငံရေးလမ်းပြမြေပုံအတိုင်းဆက်လက်တိဆောက်သွားမယ်ဖြစ်ကြောင်းဒါကြောင့်ပြည်သူလူထုတရက်လုံးအနေနဲ့အကြမ်းဖက်စစ်အုပ်စုကပြုလုပ်ရန်စ조사နေတဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်ဝိုင်းဝန်းစန့်ကျင်ကြရန်ဥနေဖုံလကတိုက်တွန်းထားပါရဲ့ရှင် ဆက်လက်ပြီးအကြံဖတ်စစ်ကောင်စီထံကိုပို့ကုန်ရငွေနိုင်ငံခြားငွေမပေးသွင်းတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီ169ခုနဲ့ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တွေကိုအမိပြက်စရင်သွင်းကြောင်းစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကကြေညာလိုက်ပါတယ်။ NLD အစိုးရလက်ထံ2016ခုနှစ်မှ2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့ကြတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီတွေကိုအကြံဖတ်စစ်ကောင်စီကတူလာအောက်ခံဗန်များအတွင်းကိုနိုင်ငံခြားသုံးငွေများပြန်လည်ထည့်သွင်းရန်ဖိအားပေးခဲ့ပါတယ်။ဒါပေမဲ့ကုမ္ပဏီတွေက ပို့ကုန်ရောင်းငွေနိုင်ငံခြားငွေတွေကိုထည့်သွင်းခြင်းမရှိတဲ့အတွက်ကုမ္ပဏီတွေကိုပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီရဲ့ကြေညာချက်အရသိရပါတယ်။ရန်ကုန်အခြေဆိုင်ပို့ကုန်သွင်းကုန်သမားတူကစစ်ကောင်စီကနိုင်ငံခြားငွေနှဲပါနေတဲ့အတွက်ရခိုင် NLD အစိုးရလက်ထက်ပို့ကုန်ရောင်းငွေနိုင်ငံခြားငွေကြေးစည်ရင်းဟောင်းတွေကိုပြန်လည်ငါ ပို့ကုန်သွင်းကုန်ကုမ္ပဏီတွေကိုနိုင်ငံခြားငွေများစစ်တပ်လက်အောက်ခံဗန်များကိုထည့်သွင်းရန်ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်းအဲ့လိုအရေးယူမှုကြောင့်ပို့ကုန်လုပ်ငန်းများလည်ပတ်မှုကိုထိခိုက်နေပြီးတော့မူဝါဒများမတည်မငြိမ်ဖြစ်ကြောင်းပို့ကုန်တင်ပို့မှုများအပေါ်စစ်ကောင်စီကတင်းကျပ်မှုနဲ့ကြေညာချက်များကအကြီးအကျယ်တက်ရောက်နေစေကြောင်းသုံးသပ်ပြောဆိုပါရယ်။အမည်ပြစင်ရင်ကြေညာတဲ့အပြင်စစ်ကောင်စီကပို့ကုန်ကုမ္ပဏီတွေကိုထောင်ချအရေးယူမယ်လို့ချိန်ချောက်ထားပြီးတော့ နိုင်ငံခြားသုံးငွေစီမံခောက်ခွဲမှုဥပဒေ FEML အခန်း7အပိုက်38ခမှမြည်သူမြပို့ကုန်ရောင်းငွေအလုံးကိုတတ်မှတ်ကာလအတွင်းနိုင်ငံတော်အတွင်းမှရှိတဲ့ရင်းဘန်ငွေစရင်းကို နိုင်ငံသားသုံးငွေဖြစ်ထည့်သွင်းရန်ပြက်ကွက်ခြင်းမရှိစေရဟု၎င်းအဲ့ဒီတားမြစ်ချက်ကို ဖောက်ပြက်ကျူးလွန်ပါက FEML ပုံမှန်40နှစ်ကအရာထို့သူကိုတနစ်ထမပိုသည့် ထောင်တန်းဖြစ်စေငွေတန်းဖြစ်စေတန်နရက်လုံးဖြစ်စေချမှတ်ရမယ်ဟု၎င်းပြထန်းထားကြောင်းဒါကြောင့်ပို့ကုန်တင်ပို့သူတွေအနေနဲ့တမတ်ကာလမှာပို့ကုန်ရောင်းငွေများပြန်လည်ဝင်ရောက်ရန်ဆောင်ရွက်ရမယ်လို့ဆက်လက်ချိန်ချောက်ထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ AR တိုင်းညောင်တုံးမြို့နယ်အမတ်6ရပ်ကွက်မှာပြူစောတိကောပြည်သူစစ်တွေကအရတားပြည်သူတအူးဖြစ်တဲ့ကိုအောင်လွင်ကိုဓာဖြစ်ဝိုင်းခုတ် ဖြတ်၍ကိုအောင်လင်းမှာအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးအသက်အန္တရာယ်ဆိုးရိမ်ကအတွင်းလူနာဖြစ်ဈေးကူသားမှုခံယူနေကြကြောင်းပြည်သူတို့ကပြောပါတယ်ဇွန်လ25ရက်နေ့ည10:00နာရီအချိန်မှာညောင်တုံးမြို့အမှတ်6ရပ်ကွက်နေအိမ်မှာကိုအောင်လွင်တို့ဇနီးမှောင်နှံနှစ်ဦးစကားပြောနေစဉ်မှာတခိုးဆိုတဲ့အော်တန်ကြား၍နေအိမ်အောက်ထပ်ကိုဆင်းကြည့်ရမှာပြူစောတီဘိုချစ်ကအိမ်ပိုင်ရှင်ကိုအောင်လွင်ရဲ့မျက်နှာကိုဓားနဲ့ခုတ်ကြောင်း ထပ်မံ၍နောက်ထပ်ရောက်ရှိလာတဲ့ပြူစောထီတွေကအိမ်ပန်ရှင်ကိုအောင်လင်ကိုနံပါတ်တုံများရဲရင်များဓာများဖြင့်ထပ်မံဝိုင်းခုတ်ကြကြောင်းသိရပါတယ်။အဖွဲလိုက်ကိုအောင်လင်ကိုဓာရဲရင်နံပါတ်တုံတွေနဲ့ရိုက်နှက်တာကိုအောင်လင်မဦးပင်စေယုံမှာအတွင်းလူနာဖြစ်နေတယ်။ကိုအောင်လင်ကသူ့အိမ်ကိုတခိုးကတ်တာလားဆိုပြီးတော့စင်းကြီးချိန်မှာပြူစောထီအဖွဲတွေကဝိုင်းခုတ်တာအဲ့ဒီ ဓာတ်နဲ့ခုတ်တဲ့ပြူစောထီတွေကိုညောင်တုံးမြို့ရဲစခန်းကလည်းအမှုဖွင့်အရေးယူတာ မရှိဘူးလို့ဒေတာပြည်သူတို့ကပြောပြထားပါတယ်အရက်သားပြည်သူကိုအောင်လွင်ကိုဒါရဲတင်နံပါတ်တုံများဖြင့်အုပ်စုဖွဲ့ရိုက်နှက်သူများမှပြူစောတိအဖွဲ့ဝင်များဖြစ်ကြတဲ့ဘူချင်းတန်းဆိုဖုံးငုတ်ခေါ်ဇော်မင်းအောင်ရာဇာမင်းစိန်ကလာစင်ဦးနိုင်လင်းအောင်စောထက်ဇင်ထက်ကိုကရင်ကြီးတန့်ဦးစိုးသိမ့်မြင့်မောင်ငမဲ ကြော်တန်းအောင်ကိုမင်းတို့အဖွဲ့ဖြစ်ကြောင်းဒေတာပြည်သူတွေထံကနေသိရပါဗျ။ညကြီးအချိန်မတော်ရက်တာပြည်သူတို့ရဲ့နေအိမ်ကိုပြူစောထီတွေကသွားကတ်တာကပစ္စည်းခိုးဖို့ဖြစ်နိုင်တာပဲ။အရှင်ကတွေ့တော့မှဝိုင်းရိုက်နှက်တာမျိုးလို့ယူဆရတယ်လို့ရောင်တုံးမြို့မှာအခြားပြည်သူတို့ကလည်းဆိုပါတယ်။ပြည်သူစစ်ကောပြူစောထီအဖွဲ့များမှာအတန်းဖတ်စစ်တပ်ကလက်တပ်မွေထားတဲ့လက်ကင်တုတ်တပ်ဖွဲ့များဖြစ်ပြီးတော့အဲ့ဒီအဖွဲ့ကကျူးလွန်တဲ့ပြင်းမှုနဲ့ရာဇဝဲမှုတွေကိုစစ်တပ်ရဲ့ ဘောတူညီမှုမရဘဲနဲ့နယ်မြေခံရဲတပ်ဖွဲ့တွေကအရေးယူရန်ခက်ခဲနေကြောင်းရဲတရင်ကြီးမြစ်တချို့ကလည်းပြောပြထားပါရဲ့ရှင်ဆလဘီရှမ်းတောင်နဲ့ဂရင်းနီပြည်နယ်အဆက်မှာရှိတဲ့မိုးပဲမြို့အတွင်ကိုစစ်ကောင်စီကအင်အားအဆမတန်အုံပြုပြီးတော့ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့်ပြည်သူများအနေနဲ့မိုးပဲမြို့မှာရှိတဲ့အဓိကမိန်လမကြီးတွေအလုံးဖြတ်တန်းသွားလာခြင်းမပြုရန်ရှမ်းတောင်ဂရင်းနီတပ်ပေါင်းစုကယနေ့ညမှာတတိပေးထုတ်ပြန်ထားပါတယ်။ အထက်လမ်းမကြီးကို ပြည်သူတွေလုံးဝအသုံးမပြုရန်အပြင်မိုးပြင်းမြို့အနီးအနားမှာရှိတဲ့ကျေးရွာလူထုတွေအနေနဲ့စစ်ရေးတတိဖြစ်သွာလာနေထိုင်ကြရန်တိုက်တွန်းထားပါတယ်။မိုးပြင်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန်ထိုးစစ်ဆီနေတဲ့စစ်ကောင်စီကိုရှမ်းတောင်ဂရင်းနီတပ်ပေါင်းစုကလပောင်းများစွာအပြင်းထန်ခုခံတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။ရှမ်းတောင်ဂရင်းနီတပ်ပေါင်းစုကကရင်မျိုးသားကာကွယ်ရေးတပ် KMDF DMO Local PDF ရှမ်းတောင်ပြူဟာတင်းမိုးပြဲ local PDF နဲ့ Greeny ပြည်သူလွတ်မြောက်ရေးတမရော KPLA တို့ပါဝင်ပါတယ်။မိုးပြဲအခြေအနေကတော့နောက်ဆုံးအဆင်မဟုတ်သေးပေမဲ့အဆုံးအဖြတ်ဖြစ်လာမယ့်အဆင့်ထိရောက်နေတဲ့စာကစားအင်အားရာနဲ့ချီကိုတုံးပြီးတော့တက်လာတာလေရင်တွေလည်းပါတယ်လို့မိုးပြဲမြို့မှာရှိတဲ့စစ်ရေးတရင်မြစ်ကပြောပါတယ်။ Greeny တပ်ပေါင်းစုက2023ခုနှစ်နှစ်ကုန်ပိုင်းမှာခမာရ၄နှစ်နှစ်မှအပေါင်း မိုးပြဲမြို့နဲ့မြို့မှာရှိတဲ့စစ်တပ်စခန်းတွေကိုတိမ့်ပိုက်ထိန်းချုပ်ခဲ့ပါတယ်စစ်တပ်ကမြို့ကိုတိမ့်ပိုက်နိုင်ရန်စစ်ကောင်စီက2024ဒီဇင်ဘာလမှထိုးစစ်ဆင်နေခြင်းဖြစ်ပါတယ်မိုးပြဲမြို့မြောက်ဘက်ခြမ်းနဲ့နမိုင်ကျော်အကွာမှာရှိတဲ့မြို့ဆောက်တပ်ခမရ၄နှစ်နှစ်မှတစဉ်မြို့အတွင်းကိုဝင်ရောက်လာတဲ့အတွက်စစ်ကောင်စီကအင်အား900ထပ်မင်းအသုံးပြုလျက်ရှိကြောင်းခရီနီတပ်ပေါင်းစုတာဝန်ရှိသူကလည်းပြောပြပါဗျာစစ်တပ်ကလေကြောင်းမစ်ဆိုင်း drone နဲ့ 120မမလက်နက်ကြီးတွေကိုအများပြားအသုံးပြုပြီးတော့တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ဇွန်လ14ရက်နေ့နောက်ပိုင်းကစပြီးတော့တိုက်ပွဲများပုံမူပြင်းထန်လာခဲ့ခြင်းဖြစ်ပါတယ်။မိုးပြဲမြို့အပြင်ကိုဖဲခုံအင်းအရှိချမ်းမှာပါစခါဆနဲ့ PNO ပြည်သူစစ်ရဲ့ထိုးစစ်ကိုတော်လန်ရင်အင်အားစုတွေကရင်ဆိုင်နေကြပါတယ်။စစ်မျက်နှာနှစ်ခုစလုံးမှာစစ်ကောင်စီဘက်ကအင်အား2000တုံးထားတယ်လို့ခန့်မှန်းရတယ်လို့ဂရီနီသတင်းရင်းမြစ်ကပြောပါတယ်။ ိုက်ပွဲမဖြစ်ခဲ့စဉ်ကလူဦးရေ2000ကျော် နေထိုင်ခဲ့တဲ့မိုးပြဲမြို့ကနေပြည်တော်ကိုနိုင်ရင်ပိုင်းအတွင် ရောက်နိုင်တဲ့ပလောင်ဖဲခုံမိုးပြဲရိုက်ကောလမ်းပိုင်းပေါ်မှာတည်ရှိပါရယ်ရှင်။နောက်ဆုံးသတင်းဒီပုံအနေနဲ့ကော့တောင်အချင်းထောင်မှာလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိလို့ဇွန်လ26ရက်နေ့ည9နာရီမှာနိုင်ကျင်းတဝူကြဆုံခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရက် PPNM ကမနေ့ကထုတ်ပြန်ထားပါတယ်။ကော့တောင်အချင်းထောင်မှာ ိုင်ငံရေးပုံမှန်နဲ့အကျဉ်းချခံထားရတဲ့အသက်54နှစ်အရွယ်ဦးအေးလွင်ဟာနာမကျန်းဖြစ်တဲ့အချိန်မှာ ထောင်တွင်းမှာနမိုင်စင်းရုံကိုပို့ဆောင်ခဲ့ပေမဲ့အချိန်နဲ့တပြင်းညီလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိဘဲနမိုင်စင်းရုံမှာအရေးပေါ်ကြဆုံခဲ့ကြောင်း PPMM စုံတန်းသိရှိရကြောင်းထုတ်ပြန်ဖော်ပြထားပါတယ်ရှင်။ PPMM ရဲ့စောက်ကြီးလေလာစီစဉ်မှုတွေအရယခုအခါဆေးဝါးစောက်ရှောက်မှုလုံလောက်စွာမရသဖြင့်တည်ဆုံခဲ့သူများမှာ 9ခုနှစ်ဇန်နဝါရီလမှဇွန်လ30ရက်နေ့အထိ73ခုထိ ရှိပြီဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီကနေ့မွန်တဲ12နိုင်ချိန်ထိနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအလုံးကိုစိတ်နှဖျားစမ်းမချမ်းသာပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအမြန်ဆုံးတို့မြောက်ကြပါစေရှင်။ 风看见你那片天的心，谁家算阿杜尼，就在天朝你，飞人地让祖传，阿敢会被神你，高一高几天远将你，萨拉姑你被马高拉来追你，夜夜追到比比，得地的萨尼，沿途阿那有呀，吹梦一片地，年轻伢那帅天地你。 ယုံကြည်သည်ဘာမတိဒီလိုရမွေးတဲ့အောင်စီသည်တိုက်ပွဲတိုင်းလေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီအသက်ပေးကြတရေကောင်းပေါင်းလို့သည်ဘာမကြည့်ပေးစက်ကြည့်ကြကြည့်ပြုတင်စားတီဒီလိုလူလူအပေါင်းပြီးစံစားပြရမည်

စိတ်သက်ဆွမ်းအားထူးညီကြိုးစားပြတ်ကြော်မီဖယ်ရပြီတော်စုအတွက်အသက်သွေးပေးစမီတာဝန်ကိုစီထဲရကြမီစာရာကူညီပေးမထာဝရလက်တွေ့ညီရဲ့ရည်သွေးတော့ပြီပြီတက်တိသက်စာညီရှန်ဒူအာနာယူမြခြေမုံညစ်ခြင်းညီမြန်ချင်းညာနဲ့ဆွဲပြည့်စီညီ ယုံကြည်သည်ဘာမတိ 住谁家里？